အားလုံးမင်္ဂလာပါခင်ဗျာမိတ်ဆွေတို့ကိုဒီဗီဒီယိုဖိုင်မှာဘုသူတာဖြစ်မျှဝေပေးနေတာကတော့ဒိုတာဟာရီယာကားရဲ့ဝါရင်းပြစ်ချက်နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကိုဘုသူတာဖြစ်မျှဝေပေးခြင်းပါတယ်ဒီကားမှလာတဲ့ပြဿနာကတော့ brake မီးကတော့ပိတ်ထားလဲထောက်လျှောက်လင်းနေတယ်ဆိုတဲ့ပြစ်ချက်ရဲ့နောက်တစ်ချက်ကကားရဲ့ဒိုင်ခွက်မှာ EVM မီးလင်းနေတယ်ဆိုတဲ့ပြစ်ချက်ရဲ့ဂီယာဆောက်နေတယ်ဆိုတဲ့ပြစ်ချက်ရဲ့ကြောင့်ဝက်ရှော့ကိုရောက်ရှိလာတဲ့ကားဖြစ်ပါတယ်ဂီယာဆောက်နေတဲ့ပြစ်ချက်ကတော့ဒါဂီယာပေါက်ပိုင်းကဖြစ်နေတဲ့ပြစ်ချက်ပေါ့ဗျာနော် ရိမီတောက်လျှောက်လင်းနေတဲ့ပြဿနာနဲ့ ABME လင်းနေတဲ့ပြစ်ချက်ကတော့ကားပိုင်ရှင်ရဲ့အဆိုအရပေါ့နော်အရင်တော့ကလွန်ခဲ့တဲ့နှစ်ပတ်ကျော်လောက်ကလည်း ABS စင်ဆာကို ABS စင်ဆာရဲ့ကျိုးကိုကြွက်ကြိုက်ထားတာဖြစ်တဲ့အတွက် နောက်ဘယ်ရဲ့ကားဘိန်းစန်စာဖြစ်တဲ့အတွက်ထိုင်ကုံရဲ့အောင်နာမှာရှိနေကျိုးကိုကြွက်ကြိုက်ထားလို့ဖြတ်ဆက်လုတ်ခဲ့ဘူးတယ်ဆိုတဲ့ history ကိုကျွန်တော်တို့သိရတယ်ပေါ့ဗျာနော်။ဒါနဲ့ပဲဒီကားကကြွက်တောက်လျှောက်ဝင်လာတာဖြစ်တဲ့အတွက်ထဲထဲမှာပျုပ်လုံးနေဆိုတာလည်းနဲတာမဟုတ်ဘူးပေါ့နော်ထည့်ထားတာ။ဒါပေမဲ့ကြွက်ကတော့မထွက်သေးဘူးဆိုတဲ့ပုံစံမျိုးတော့မြင်နေရတယ်။အဲ့တော့ ကားမှာစစ်ဆေးလိုက်တဲ့အခါမှာဒီအဲခွန်းရဲ့လေဆင်းမှာဆိုလို့ရှိရင်လည်းကြွက်ကအမိုက်တွေဆွဲထားတာနဲတာမဟုတ်ဘူးပေါ့နော်ကားတစ်စီးလုံးမှာဆိုလို့ရှိရင်ဟိုနေရာကိုက်လိုက်ဒီနေရာကိုက်လိုက်အောက်ကကျန်းကင်းတွေကိုက်ထားလိုက်ခုံတွေကိုက်ထားလိုက်ပေါ့ဗျာနော်ခုံထည်ထိုင်ကုန်စစ်တွေလည်းကိုက်ထားတာတွေနဲ့အဲ့လိုပုံစံမျိုးတွေပါကြွက်ကဒါတော်တော်လေးဝင်ပြီးတော့မှွေထားတဲ့အနေအထားမျိုးရှိပါတယ်အဲ့တော့ကျွန်တော်တို့ကပထမဆုံးအနေနဲ့ဒီ break me တောက်လျှောက်လင်းတဲ့ပြဿနာကိုစစ်ဆေးတယ်ပေါ့ဒါအများဆုံးဖြစ်တဲ့ပြစ်ချက်က brace switch ကြောင့်ဖြစ်တာ အဲ့တော့ brace ချောင်းဖြစ်တာဖြစ်တဲ့အတွက် brace ရဲ့ socket ကိုဖြုတ်လိုက်တယ်ဒါပေမဲ့ premier မငြိဘူးပေါ့နော်အဲ့လိုမျိုးဆိုတော့ဒါတနေရာမှာကျိုးကတာ short ကျနေတဲ့ပုံစံမျိုးပေါ့ဗျာနော်အဲ့ဒါနဲ့ပဲကျွန်တော်တို့တွေဒါဒီကားနဲ့ပတ်သက်ပြီးတော့ချိန်နည်းနည်းတောင်းတယ်တောင်းပြီးတော့မှထိုင်ကုန်တွေပါဖြုတ်ချလိုက်တယ်ပေါ့ဗျာနော်အောက်ထဲမှာဝါကျိုးတွေဘယ်လောက်တောင်ကြိုက်ထားလဲဆိုတာကိုစစ်ဆေးခြင်းတဲ့အတွက်ကားတစ်စီးလုံးမှာရှိတဲ့ထိုင်ကုန်တွေကျွန်တော်တို့အကုန်လုံးခွာလိုက်တယ်ပြီးတော့ကျန်းကင်းမှာကျွန်တော်တို့ခွာလိုက်တယ်ခွာလိုက်တဲ့အခါမှာကျန်းကင်းအောက်မှာ လုံးဝကိုစိုးပြီးတော့မှကြံငင်းအောက်မှာဆိုလို့ရှိရင်ဒါပြောမယ်ဆိုရင်ရှုံနေပါရောက်နေတာပေါ့ဗျာနော်ဒီလိုလက္ခဏာမျိုးတွေရှိတယ်နောက်တစ်ချက်ကကြံငင်းကိုခွာလိုက်တဲ့အခါမှာအောက်ထဲမှာဆိုလို့ရှိရင်ဝါယာကြိုးတွေကိုကြွက်ကြိုက်ထားတာကတော်တော်ချင်ကြီးဆိုးတယ်လို့ပြောလို့ရတယ်ဝါယာကြိုးတွေကပူးနေတဲ့ဟာတွေရှိတယ်အဲအက်ကြနေတဲ့ကြိုးတွေရှိတယ် ဒါအပြင် ABM လင်းတဲ့ပြစ်ချက်ဟာဆိုလို့ရှိရင်လည်းဆက်ထိုးစစ်တဲ့အခါမှာနောက်ဖယ်လို့ပြတယ်ပေါ့နော်အဲ့တော့နောက်ဖယ်ရဲ့ဝါယာကြိုးကြည့်တဲ့အခါမှာလည်းတကားရဲ့ဒေါင်နာလေးမှာပေါ့ဘိန်းမုံရဲ့အပေါ်နာလေးမှာအဲ့ဒီ ABM ကြိုးကိုနှစ်ပင်လုံးကိုကိုက်ဖြတ်ထားတာ ဆက်ထားတဲ့နေရာကိုက်ဖြတ်တာမဟုတ်ဘဲနဲ့ဆက်ထားတဲ့နေရာရဲ့နောက်ထပ်တလမနှလမပုံဝင်ခြင်းလောက်ကနေပြီးတော့ထက်ပြီးတော့ကိုက်ထားတာပေါ့ဗျာเนาะဒါကြောင့်ပဲ ABME ကလင်းနေတာဖြစ်ပါတယ်အဲ့တော့အဲ့ဒါလေးကိုကျွန်တော်ကြိုးတွေပြန်ပြီးတော့ဆက်လိုက်တယ်ပြီးတော့ကျွန်တော်တို့သူ့ရဲ့ဝါကြိုးတွေပေါက်နေတဲ့အပိုင်းတွေအကုန်လုံးဖြတ်ဆက်တီတီချာလုတ်ပြီးတယ်ပေါ့ဗျာเนาะအဲ့လိုမျိုးလုတ်တာရဲ့နောက်ကျန်းကင်းမှာလည်းအဲဆူထိုင်းညာဖြစ်တဲ့အတွက်အဲ့ဒါလေးကိုနေပူနေတဲ့အတွက်ကျန်းကင်းတစ်ခုလုံးလည်း နေချောက်လှမ်းလိုက်တယ်ပြီးတော့တခြားဝါရင်ပိုင်းนี่လည်းအကုန်လုံးစစ်လိုက်တယ်ပူဆိုးတာကတခုကဘာသွားတွေးရလဲဆိုတော့ကားရဲ့နောက်ပေါ့เนาะဒီနောက်ဘယ်မှာဆိုရင် ဘာရှိနေလဲဆိုတော့ကျွန်တော်တို့ရေပေါ့ဗျာအထဲထဲမှာရင်ကားရဲ့အတွင်းထဲမှာကိုရေတွေအိုင်နေတာနောက်မီးလုံးထဲမှာဆိုလို့ရှိရင်လည်းရေတွေအများကြီးပဲပေါ့နော်မီးလုံးထဲမှာဆိုလို့ရှိရင်လည်းအဲကျွန်တော်ရေကတနေရာကနေဝင်တဲ့ပုံစံမျိုးရှိတယ်ခေါင်းမိုးကမလုံတဲ့ပြဿနာမျိုးလည်းရှိတယ်ခေါင်းမိုးမှာကျွန်တော်တို့အာဒီရေဝင်ထားတဲ့အရာတွေတွေ့ရတယ်ပေါ့ဗျာနော်အဲတော့ဒီရေဝင်တဲ့နေရာလေးတွေတော့ကျွန်တော်စီလီကွန်နဲ့တော့တေချာထိုးပေးလိုက်တယ်အဲတော့မီးကွက်ထဲရေဝင်တဲ့ပြဿနာတွေကြောင့်လည်းဒါရှော့ဖြစ်တာဖြစ်နိုင်တယ်အဲတော့ကျွန်တော်ကျိုးလိုက်နေအကုန်လုံးကို စစ်ဆေးပြီးတော့မှကြိုးတွေတိတ်ပတ်တင်တာတွေပတ်ဖြက်ဆက်လှုပ်တင်တာတွေလှုပ်ပေါ်ဗျာเนาะအဲ့ဒါတွေအကုန်လုံးလှုပ်ပြီးလိုက်တဲ့အခါမှာတော့ကားကဒီ brake meter တောက်လျှောက်လင်းနေတယ်ဆိုတဲ့ပြဿနာကတော့ပြီးသွားတယ် ABM ကတော့ပြောမယ်ဆိုရင်အဲကျွန်တော်ဒါကြိုးကိုဆက်ပြီးလိုက်တာဖြစ်တဲ့အတွက် ABM ကလည်း ဒါလုံးဝပျောက်သွားတယ်ပေါ့ဗျာနော်ကုတ်ကလည်းပြတ်သွားတယ်စစချင်းကတော့ဒီမပြတ်သေးဘူးပေါ့ဗျာကုတ်ကလည်းမပြောက်သေးဘူး ABM ကလည်းမပြောက်သေးဘူးဒါပေမဲ့ကားနည်းနည်းလေးမောင်းလိုက်တာနဲ့ ABM က ABM ကလည်းလုံးလုံးသွားပြီးဖြစ်တဲ့အတွက် ABM ကလည်းပြန်ပြီးတော့ပျောက်သွားတဲ့အနေအထားမျိုးဖြစ်ပါတယ်အဲ့တော့ပြဿနာကတော့ကြွက်ကြိုက်တဲ့ပြဿနာရဲ့ရေဝင်တဲ့ပြဿနာရေပေါ့ဗျာနော်ရေဝင်တာကတော့ပြောမယ်ဆိုရင်တော့ကားကရေတဲဟိုတော့အများကြီးတော့ဖြတ်မမအောင်ဆိုပေမဲ့လေခေါင်းမိုးကနေဝင်တယ်လို့ယူဆရတယ် အခုလိုမျိုးမိုးရသည့်ကာလတွေမှာအဲ့လိုမျိုးခေါင်းမိုးကနေပြီးတော့မှရေဝင်ပြီးတော့နောက်ဆက်တွဲအနေနဲ့ပေါ့နော်ကားရဲ့အတွင်းထဲမှာရှိတဲ့ဝါယာကြိုးတွေတဲကိုရေဝင်တာတို့ ကွန်ထိုးဘူးတွေတဲကိုရည်ဝင်တာတို့အဲ့လိုပြဿနာတွေကြုံတွေ့ရပြီးတော့ကျွန်တော်အနေနဲ့နောက်ဆက်တွဲအနေနဲ့ဖြေရှင်းရတဲ့ပြဿနာတွေကဒီ warning for နဲ့ပတ်သက်ပြီးတော့ဖြေရှင်းရတဲ့ပြဿနာကအခုလိုမျိုးမိုးရသည့်ကာလတွေမှာတော်တော်များများဖြေရှင်းရပါတယ်အခုလည်းဒီ Toyota Harrier ကားမှာဆိုလို့ရှိရင်လည်းဒီလိုပြဿနာမျိုးကြုံတွေ့ရတယ်ပေါ့ဗျာနော်အဲ့တော့ဒီ wire ကြိုးတွေတဲကိုရည်ဝင်တာကတစ်ပိုင်းကြွက်ကြိုက်တာကတစ်ပိုင်းနဲ့အဲ့ဒီမှာ wire ကြိုးတွေက short ဖြစ်တဲ့ Brembe တောက်လျှောက်လင်းနေတယ်အဲ့တော့ကားကပြောမယ်ဆိုလို့ရှိရင်ညဘက်မှာဘရီမီယာတောက်လျှောက်လင်းနေတာဖြစ်တဲ့အတွက်ဘက်ထရီဒေါင်းသွားမှာဆိုလို့ဆိုပြီးတော့ဘရီဒီဘက်ထရီခေါင်းကိုဖြုတ်ထားလိုက်ရတယ်မောင်းလာပြီးတော့ဝက်ရှော့ကိုမောင်းလာတဲ့အချိန်ကျမှသာဘက်ထရီခေါင်းကိုတက်ပြီးတော့မောင်းလာတဲ့အနေအထားမျိုးပေါ့ဗျာနော်အဲဒီကားမှာဆိုလို့ရှိရင်တော့အတွေ့အကြုံလေးကတော့ဒီကြွက်ဝင်ကြိုက်ပြီးတော့မှကြမ်းကင်းနေမှာသွားပြီးတော့ဒီဝိုင်ယာဂျိုးတွေကိုကြိုက်ဖြတ်ထားတာကြောင့်နောက်ဆက်တွဲအနေနဲ့အဲရှော့ကြတယ်ဘရီမီတွေတောက်လျှောက်လင်းနေတယ်နောက်ဒီ အေဗီအမီလင်းတဲ့ပြဿနာမျိုးကြုံတွေ့ရတာပါအဲ့တော့ဒီကားမှာဆိုရင်လည်းကျွန်တော်တို့ဖြူကုံနဲ့ပတ်သက်ပြီးစစ်ဆေးတဲ့အခါမှာဖြူကုံမှာလည်း brake mean နဲ့ပတ်သက်ပြီးတော့ဖြူကုံကနည်းနည်းလေးပျော်နေတဲ့ပုံစံမျိုးတွေ့ရတယ်ပေါ့ဗျာနော်ဖြူကနည်းနည်းလေးပျော်ကျသွားတဲ့ပုံစံမျိုးတွေ့ရပါတယ်နော်ဒီကားဒါကတော့ဒူတာ Harrier ကားမှာကြုံတွေ့ရတဲ့ wiring ပြစ်ချက်နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကိုဒီ video file လေးနဲ့ပူတာပြင်မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်အားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ